ားလုံးပဲမင်္ဂလာပါရှင်။အမလေးတိတ်ခဲမှာပရိသတ်တွေအားလုံးအမရဲ့အတန်မကြတာကြလို့အမရဲ့အတန်ကိုကြားချင်နေမယ်လို့ထင်ပါတယ်။ဒါကြောင့်မယ်အမလာပြီးတော့တင်းဆက်ပေးတာပါ။အခု channel မှာညီမလေးတယောက်ပုံမှန်တင်းဆက်ပေးသွားမှာဖြစ်ပါတယ်။ညီမငငငယ်ချောချောလေးအတန်ချောချောလေးကတင်းဆက်ပေးသွားမှာဖြစ်ပါတယ်။အခုညီမလေးကိုလည်းအမကိုအားပေးတယ်လို့မျိုးအမထက်ပို့ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်။ဒီနေ့မှာတော့အိမ်မက်ထဲမှာလမ်းပျောက်သွားသူဆိုတော့ အမိုက်စာ scary တပုတ်တင်ဆက်ပေးဖို့ရှိပါတယ်။ဒီတော့ channel လေးကို like and subscribe လုပ်ပြီးသွားပြီဆိုရင်တော့စတင်လိုက်ပါမယ်။ဂျီလင်ပြတ်သားစွာအိမ်မက်မက်ချင်းအားကျမအမြဲတမ်းဆွဲမှတ်စေခဲ့တယ်။ကျမရဲ့အိမ်မက်တွေကိုထိန်းချုပ်နိုင်ပြီးကျမရဲ့ဆန္ဒအတိုင်းအဖြစ်မှန်ပြောင်းလဲနိုင်တဲ့အယူဆကစိတ်လှုပ်ရှားစရာကောင်းတယ်။နိုင်ပေါင်းများစွာလမ်းညွန်စာအုပ်တွေကိုကျမဖတ်ရှုခဲ့တယ်။ဗီဒီယိုတွေကိုကြည့်ရှုခဲ့တယ်။ပြီးတော့အဲ့ဒီအတတ်ပညာကိုလေ့လာဖို့ ဆွေးနွေးပွဲတွေကိုပါတက်ရောက်ခဲ့တယ်။ဒါပေမဲ့တက်ခါတက်ခါသတိပေးနေတဲ့အရာတကူကကျမစိတ်ဝင်စားဆုံးရာဖြစ်နေခဲ့တယ်။ကြည်လင်ပြတ်သားစွာအိမ်မက်မက်နေတော့မှန်ကိုဘတော်မှမကြည့်နဲ့။အဲ့ဒီเจ้าညာကမရှိမတွက်နိုင်တဲ့ post တွေမှာတက်ခါတက်ခါပြောထားတဲ့စီမင်းတစ်ခုပဲ။အိမ်မက်ထဲကမှန်တွေဟာမင်းရဲ့စိတ်ကနှားလည်နိုင်စွဲမရှိတဲ့နေရာတွေကိုသွားတဲ့တကားပေါက်တွေလို့လူတွေကစုံကြတယ်။ဒါပေမဲ့စီမင်းတွေဆိုတာချိုးဖောက်ဖို့အတွက်ရှိနေကြတာမဟုတ်ဘူးလား။ အဲ့ဒီညကအိပ်ပျော်ခါနီလေးမှာကျမကိုကိုကိုတတိုးလေးပြောလိုက်တယ်။ဒါအိမ်မက်ပဲငါထိန်းချုပ်နိုင်တယ်။ကျမမျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ပြူကြပျက်စီးနေတဲ့အင်ဂျီတလုံးတည်းကျမရောက်နေတာကိုတွေ့လိုက်ရတယ်။လေထူကလှေးလံပြီးဆူဆွတ်တဲ့အနံ့အသက်တွေနဲ့ရောရှက်နေတယ်။နှင်ရံတွေကအသက်ရှိနေတယ်လို့ညင်းညွနေတယ်။ကျမရဲ့အသိစိတ်တိုင်းကဒီနေရာကနေထွက်သွားဖို့အော်ဟစ်ပြောဆိုနေပေမဲ့ကျမမှလှုပ်ရှားတစ်ခုရှိတယ်။ မိန်ပြောနေတဲ့စင်ကြံတွေတဲ့ရှောက်သွားရင်နောက်ဆုံးမှာတော့ကျမတွေ့လိုက်ရတယ်။အနှက်ရောင်နဲ့ငွေရောင်ပေါင်ခတ်ထားတဲ့ကျမထက်အရက်ရှိတဲ့နေရရဲ့အဆုံးမှာထောင်ထားတဲ့အနှုတ်စိတ်ပြီးလက်ရမြောက်တဲ့မှန်တစ်ချက်။မှန်တဲ့ကကျမရဲ့ပုံရိပ်ကဝူတဝါနဲ့ရေလိုလှုပ်ရှားနေတယ်။ကျမတုံဆိုင်သွားပြီမဲ့ကျမရဲ့သိချင်စိတ်ကကျမ့ကိုရှေ့ကိုတွန်းပို့ခဲ့တယ်။ကျမပေါ်ပြီးနင်းနီကကန်ငုံကြည့်လိုက်တော့မှန်ရဲ့မျက်နှာပြင်ကလိုင်းချသွားပြီးကျမရဲ့ပုံရိပ်ကပျောက်ကွယ်သွားတယ်။ ။နောက်ပြီးတခြားပုံရိပ်တစ်ခုနဲ့အစားထုတ်ခံလိုက်ရတယ်။ကျမရှိမှမြင်ကွင်းတစ်ခုပေါ်လာတယ်။မီးကြောက်တွေနဲ့ပြည့်နေတဲ့ရှုပ်ထွေးပြီးပယံပတာဖြစ်နေတဲ့အခြေအနေတစ်ခု။အရေးပြောနေတဲ့ချော်ရင်မြစ်တွေကကြောက်သွေးနေတဲ့လွင်ပြင်ကိုဖျက်ဆီးဆိုင်နေတယ်။ညံ့နာမရှိတဲ့ပုံရိပ်တွေကလည်းနာကျင်စွာလှူးလိမ့်နေကြတယ်။သူတို့ရဲ့အသက်မဲ့အော်ဟစ်တန်တွေကကြောက်မက်ဖွယ်ကောင်းတယ်။အပူချိန်ကတကယ်ကိုခံစားရပြီးကျမရဲ့အသားအရေကိုပါပူလောင်စေတယ်။ ရုတ်တရက်မှန်ကကျမကိုစွန့်ငင်လိုက်ပြီးညနေပြင်ကလေစင်နှမောင်းလိုဖြစ်သွားတယ်။ကျမရဲ့ခြေထောက်တွေရှေ့ကိုချော်ထွက်သွားတယ်။ထိတ်လန့်တောင်းလို့မှုကပိုဆိုးလာတယ်။ကျမနောက်ကိုဆွဲလဲလိုက်တော့မှန်ကလဲကျသွားတယ်။မှန်ဟာမရှိမတွက်နိုင်တဲ့အပိုင်းဆငယ်လေးတွေဖြစ်အပိုင်းပိုင်းကွဲချေသွားတယ်။အပိုင်းဆတစ်ခုစီတိုင်းမှာငရေပြည်ရဲ့ကြောင်မက်ဖွယ်မြင်ကွင်းတွေထင်ဟပ်နေတယ်။ကျမနောက်ကိုလဲကြည့်လိုက်တော့သူမရှိနေတယ်။သူမရဲ့အသားရည်ကဖြူဖြော့ပြီး အရှိပြအောက်ကသွေးကြောတွေကပင့်ကူအိမ်လိုထင်ရှားနေတယ်။သူ့ရဲ့မျက်လုံးတွေကဟာလာဟင်းလင်းနဲ့ကျမရဲ့ဝိညာဉ်ကိုဆွဲယူနေတယ်လို့ပဲ။ထွက်သွားလို့သူကအတန်ရှာရှာနဲ့ပြောလိုက်တယ်။သူ့ရဲ့အတန်ကတိတ်ဆိတ်နေတဲ့အိမ်ထဲမှာပဲ့တင်ထက်နေတယ်။အခုတ်ချက်ချင်းထွက်သွား။မဟုတ်ရင်တသက်လုံးနောင်တရလိမ့်မယ်။ကျမဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ။အိမ်မက်ကအမောင်တုထဲမှာပြိုလဲပြက်စီးသွားတယ်။ကျမအသက်ရှူတန်ပြင်းပြင်းနဲ့နိုးလာပြီးနှလုံးခုန်တန်ကမြန်ဆန်နေတယ်။ အခန်းရှင်နေပြီးတက်တောင်တက်တာရှိပေမဲ့အိမ်မက်ရဲ့ပြင်းထန်မှုကတော့ကြန့်ရှိနေတော့မယ်။ဒါအိမ်မက်လေးတစ်ခုပါပဲလို့ကျမကိုကိုကိုပြောရင်တက်တာရရအောင်ကြိုးစားနေလိုက်တယ်။အဲ့ဒီအချိန်ကျမရဲ့ဖုန်းကတုံ့ခါလာတယ်။အရေးပေါ်အလုပ်ခေတစ်ခုရှိတယ်။ကျမချက်ချင်းပဲထွက်သွားရတော့မယ်။ခီးစင်ကပါထူချားမှုမှမရှိဘူး။တက္ဆီသမားကကျမတညတာတဲခုမနေရဖြစ်တဲ့လူသူအရောက်ပေါက်နေတဲ့တဲခုခဲငယ်လေးတစ်ခုရှိကိုရောက်မှရက်ပေးတယ်။ကားပေါ်ကဆင်းလိုက်တာနဲ့ ကျမစိတ်တွေလှုပ်ရှားသွားသလိုခံစားလိုက်ရတယ်။အဲ့ဒီတဲခိုခန်းကကျမအိမ်မက်ထက်အင်ကြီးပဲ။အကွဲနေတဲ့စိတ်သားတွေ၊ကောက်ကွေးနေတဲ့သစ်သားတကား၊လေးလံတဲ့လေးထုအထိအကုန်လုံးအသေးစိတ်အားလုံးတူနေတယ်။အသက်ကြီးတဲ့မျိုးသမီးတယောက်ကကျင်နာတဲ့အပြုံနဲ့ကျမကိုလာနှုတ်ဆက်တယ်။ဂျိုးဆိုပါတယ်မမလေး။အိတ်တွေကျမကိုပေးပါ။မမလေးပင်မနေလောက်ရောပေါ့။ဒီမရဲ့မျက်နာကထူးဆန်းစွာနဲ့တော်တော်လေးကိုရင်းနှီးနေတယ်။အိမ်မက်ထဲကလို့ပလာကျင်းနေတဲ့မျက်လုံးတွေ ဖြူပြော့နေတဲ့အသားရဲ့အကောင်တူတူပဲဂျေဆုတက်မာတယ်ကျမတူတူလေးပြောလိုက်တယ်ကျမရဲ့အတန်ကတောင်းရှင်နေတယ်အိမ်ထဲရောက်တော့ပိုဆိုးလာတယ်အရေးတွေကပုံမှန်လမဟုတ်ပဲရှည်လျားနေတယ်ဒိတ်ဆိတ်မှုကနားနဲ့မကြားနိုင်လောက်အောင်ပဲတိတ်ဆိတ်နေတယ်အဲ့ဒီမျိုးသမီးကကျမကိုဧကန်းစီခေါ်သွားပြီးဆိုဖာစီကိုလက်ညှိုးထုတ်ပြတယ်ကောင်းကောင်းအနားယူပါလို့သူပြောလိုက်တယ်သူမျက်နှာပေါ်အပြုံးကတော်တော်လေးကြာတယ်အဲ့ဒီအချိန်မှာပဲကျမတွေ့လိုက်ရတယ် အဲ့ဒီမှန်ကိုအခန်းတောင်လေးမှာထောင်ထားတယ်။ကျမရဲ့အိမ်မက်ထဲဟာနဲ့လုံးဝအတူတူပဲ။ကျမရဲ့တူးတွေအပြော့သွားတယ်။ကျမအဲ့ဒီမျိုးသမီးဖက်ကိုလှဲကြည့်လိုက်တယ်။ကျမရဲ့အတန်တောင်ရနေတယ်။ရှင်ဒီမန်ကိုဘယ်ကရလာလဲ။သူဟာသူ့ကောင်းကိုစောင်းလိုက်တယ်။သူ့ရဲ့ပြုံကတော့အခုထိပျောက်ပြတ်မသွားသေးဘူး။အိုးငကိုတွေကအဲ့ဒီမှာရှိနေရလေ။ပြီးတော့သူ့ထွက်သွားတယ်။ကျမကတော့ကြောက်လန့်တကြားနဲ့မှန်အောင်စိုက်ကြည့်နေမိတယ်။ လှုပ်တောင်မလှုပ်နိုင်ဘူး။ဒါတိုက်ဆိုင်မှုတစ်ခုပဲလို့ကျမကိုကိုကိုပြောနေပေမဲ့စိတ်ထဲမှာတော့အဲ့ဒါထက်ပိုတယ်ဆိုတော့ကျမသိနေတယ်။နောက်ထပ်မိနစ်အနည်းငယ်ကြာတော့အဲ့ဒီမျိုးသမီးကဘန်းတစ်ခုနဲ့ပြန်ရောက်လာတယ်။လက်ဖက်ရည်ပါလို့ပြောပြီးသူကကျမတောက်ဖို့လှမ်းပေးတယ်။ကျမခွက်ကိုလှမ်းယူလိုက်တဲ့ချိန်မှာကျမရဲ့လက်တွေတောင်ရှင်နေတယ်။သူကတော့ကျမကိုစောင့်ကြည့်နေတယ်။သူ့ရဲ့အကြည့်အားတစ်ခုခုမှားယွင်းနေတယ်လို့ခံစားရတယ်။သူအကြည့်အားတားကောင်ကိုချောင်းနေတဲ့အကြည့်မျိုး သူ့ရဲ့ပြုံးကအရင်ကထက်ပိုပြီးနည်းနည်းပိုကျဲသွားတယ်။သူ့ရဲ့မျက်လုံးတွေကကျမကိုအချင်းတော်ကြာစိုက်ကြည့်နေတယ်။ခွက်ကိုကင်ထားတဲ့ကျမရဲ့လက်ချောင်းတွေကတုန်ရှင်နေတယ်။ကျမရဲ့အသည့်စိတ်တန်းကလည်းမတောက်ဖို့အော်ဟစ်ပြောဆိုတားမြစ်နေတယ်။ပြီးတော့ရုတ်တရက်လှုပ်ရှားလိုက်ပြီးကျမလက်ထဲကလက်ဖက်ရည်ခွက်နဲ့အဲ့ဒီမျိုးသမီးကို ကျမပြစ်ပေါက်လိုက်တယ်။လက်ဖက်ရည်ခွက်ကကွဲသွားပြီးသူလည်းအနောက်ကိုဆုတ်သွားတယ်။သူ့ရဲ့မျက်နှာကလူသားမဆန်နဲ့ ကြောင်မွက်ဖွယ်ကောင်းတဲ့အရာတခုလိုမျိုးမှဲ့ရွေ့သွားတယ်။နောက်ပါဖြစ်မလဲဆိုတာကိုစက်မဆောင်နိုင်တော့ပဲ။ကျမအပြင်ကိုအမြန်ပဲပြေးထွက်လာခဲ့တယ်။ကျမလက်ပြပြီးတားလိုက်တော့တက္ဆီတစီရောက်လာတယ်။ကျမလည်းတောင်းရင်နေတဲ့လက်တွေနဲ့ကားပေါ်ကိုတက်လိုက်တယ်။ကားကအရှိန်နဲ့မောင်းထွက်သွားတော့ကြောက်ရွံ့မှုတွေပျောက်သွားပြီးစိတ်ထဲတက်တာရရသွားတယ်။ကျမလွတ်မြောက်သွားပြီ။ကျမအဲ့လိုပဲတင်းခဲ့တာပေါ့။လမ်းမကြီးကလူသူကင်းမဲ့နေတယ်။မီတာအနည်းငယ်กว่าတိုင်းမှာ အရာအလုံးကိုမြုပ်ချတော့မှထူထပ်တဲ့မြူတွေနဲ့ဖုံးလွှမ်းနေတယ်။အဲ့ဒီချိန်ရုတ်တရက်လမ်းမကြီးရဲ့အလဲကောင်းမှအရေးတစ်ခုပေါ်လာတယ်။ဒရိုက်ဘာကသူ့ကိုရှောင်ဖို့ကားကိုကွေးလိုက်ပေမဲ့ကားကချောထွက်ပြီးတစ်ပင်ကိုဝင်တိုက်တယ်။ကျမရဲ့ကောင်းကကားပတင်ပေါက်နဲ့စားမိသွားပြီးကျမရဲ့ကဘာကြီးလည်းဝေဝါးသွားရတယ်။ကျမတတိပြန်ရလာတော့ဒရိုက်ဘာကမရှိတော့ဘူး။ကျမတယောက်တည်းလေတောင်ရှူလို့မရနိုင်နဲ့တိတ်ဆိတ်မှုနဲ့ဝင်းရံထားတဲ့ကားပြက်ထဲမှာပိတ်မိနေတယ် အဲ့ဒီနောက်သူမပေါ်လာတယ်။ဖြူဖြော့နေတဲ့မျိုးသမီး၊ကွဲချီနေတဲ့ကားမန်ရှိရဲ့အပြင်ဘက်မှာရက်နေတာ။သူချင်းတရားကရှောင်လွဲလို့မရဘူးလို့သူကတိုးတိုးလေးပြောလိုက်တယ်။သူ့ရဲ့တန်ကတိတ်ဆိတ်မှုကြောင့်မှပဲ့တင်ချက်နေတယ်။ကျမကားပေါ်ကရုံထွက်ပြီးဘယ်ကိုသွားရမှမသိပဲမြူတွေကြားထဲမှာပြေးလွှားနေတော့မိမထွန်ထားတဲ့အိမ်ငယ်လေးတစ်လုံးတွေးမိသွားတယ်။တကားကဖွင့်ရသားဖြစ်နေတော့ကျမအိမ်ထဲကိုပြေးဝင်ပြီးကျမနောက်ကတကားကိုစောင့်ပိတ်ပြစ်လိုက်တယ်။ အိမ်ကထူးဆန်းစွာတိတ်ဆိတ်နေတယ်။အခန်းတိုင်းမှာလည်းအရိတ်တွေနဲ့လွှမ်းကြုံထားတယ်။စင်းကြယ်ရဲ့အဆုံးမရှိတဲ့အခန်းတကားကိုဖွင့်လိုက်တော့ကျမတကူလုံးတောင့်ခဲသွားရတယ်။အဲ့ဒီအခန်းထဲမှာကျမကတင်ပေါ်မှာလှဲပြီးအိတ်နေတယ်လို့ရှင်ဘက်ကအသက်ရှူနေလို့လှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်။ငါငါအိမ်မက်ထဲမှာပဲရှိသေးတာလား။ဒါမှမဟုတ်ငါငါကျမစကားမဆုံးခင်မှာပဲဖြူဖြော့တော့နေတဲ့အမျိုးသမီးကကျမရဲ့နောက်မှာပေါ်လာတယ်။ မင်းကနယ်စည်းကိုကြော်သွားပြီနောက်ပြန်ဆုတ်လို့မရတော့ဘူးကျမသူ့ဖက်ကိုလှည့်ကြည့်လိုက်တော့ကျမရဲ့စိတ်ထဲမှာအတွေးတွေရှုပ်ထွေးနေတယ်ဒါအိမ်မက်ဆိုရင်ငါ့ကိုငါနှိုးလို့ရသေးတယ်ကျမရဲ့အိတ်နေတဲ့ခန္ဓာကိုယ်စီကိုကျမအပြေလွှာတိုးဝင်သွားပြီကျမရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်ဖို့အသေးအတန်ကြိုးစားလိုက်တယ်ဒါပေမဲ့သူကပုံမြန်နေခဲ့တယ်သူရဲ့ရေခဲလိုအေးဆက်တဲ့လက်တွေနဲ့ကျမရဲ့လက်ကဝတ်ကိုဆုပ်ကိုင်ပြီးကျမ့ကိုအနောက်ကိုပြန်ဆွဲခေါ်သွားတယ် သူတို့ရဲ့ကံကြမ်းနဲ့ဘသူမှမလွတ်မြောက်နိုင်ဘူး။သူမတိုးညင်းစွာပြောတယ်။"ကျမရုန်းကန်ပြီးကံကြောက်အော်ဟစ်နေပြီမဲ။သူ့ရဲ့အားကလူသားတွေရဲ့အားနဲ့မတူဘူး။ပြီးတော့သူ့ရဲ့ဝမ်ပိုက်ကမဖြစ်နိုင်လောက်အောင်ကျေလာပြီးအမောင်တူးကြည့်တူပြီးတော့သူ့ရဲ့ဝမ်ပိုက်ကမဖြစ်နိုင်လောက်အောင်ကျေလာပြီးအမောင်တူးကြည့်တူပေါ်လာတယ်။နောက်ဆုံးတစ်ခေါက်ဆွဲငင်လိုက်ပြီးကျမတကူလုံးကိုသူမြုံချလိုက်တယ်။ကျမဘဝပြီးဆုံးသွားခဲ့ပြီပေါ့။ကျမအိမ်မက်ကနေနေကြပြီ။ ကျမရဲ့လက်တွေ့ခန္ဓာကိုယ်စီကိုပြန်လာနိုင်ခဲ့တာပဲကျမအိမ်မက်ဆိုတဲ့အရာကိုအထင်သေးခဲ့မိတာပဲကျမရဲ့အမပါဟုတ်ကဲ့ပါရှင်အမအတန်လေးကိုမကြားရတာကြာလို့လွမ်းနေမယ်လို့ထင်ပါတယ်ဒီတော့ပရိသတ်တွေကိုသတင်းကောင်းလေးတစ်ခုပေးချင်ပါတယ်ရှင်ဒီ channel မှာအခုတင်ဆက်ပေးနေတဲ့ညီမလေးငယ်ငယ်ချက်ချော်လေးကဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပါညီမလေးရဲ့အတန်ကအမရဲ့အတန်ထက်ပိုပြီးတော့ချစ်စရာကောင်းတယ်ပိုပြီးတော့ cute ဖြစ်ပါတယ်ဒီတော့ညီမလေးကိုလည်းအမကိုအားပေးတာထက်ပိုပြီးတော့အားပေးပါအောင်ရှင် ဒီ channel မှာဗီဒီယိုအမိုက်စားတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမရဲ့အတန်နားထောင် channel ဆိုရင်တော့အခု channel မှာရှိတဲ့အမရဲ့ဗီဒီယိုတွေကိုပြန်ကြည့်လို့ရတယ်လို့အမကိုနောက်ထပ်အားပေး channel ဆိုရင်တော့အမကိုဟာတရွာဆိုတဲ့ audio book channel မှာတွားရောက်နားဆင်ရမှာဖြစ်ပါတယ်ရှင်။ပရိသတ်များမှထားပြပေါ့နော်။ဟာတရွာ audio book channel ဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်တော့ဟာတအကြောင်းလေးတွေပျော်စရာကောင်းတဲ့အကြောင်းလေးတွေကိုနားဆင်ရမှာဖြစ်ပါတယ်။အခုလိုအားပေးတဲ့ပရိသတ်တွေအားလုံးလည်းကြီးစွတ်တက်ပါတယ်။ဒီ channel လေးကိုလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်ရှင်။ အခုညီမလေးကိုလည်းအားပေးကြပါအောင်နော်